ီမင်ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့စစ်ပွဲတွေအငတ်ပေးတွေဝနစ်စီယာတရန်တွေကိုပဲအရင်ဆုံးပြင်းပြင်းမိကြမှာပါ။ဒါပေမဲ့အဲ့ဒါတွေကဇလန်ရဲ့တချမ်းတစ်ဖြစ်နေခဲ့မယ်ဆိုရင်တော့ဟုတ်ပါတယ်။ဒါဟာကဘာကြီးကတည်ထားတဲ့ရီမင်နိုင်ငံရဲ့ပုံရိပ်ပါပဲ။စစ်ပွဲတွေငတ်မခေါင်းပါမိုးတွေနဲ့နာမည်ကြီးနေတဲ့နိုင်ငံတစ်ခုပေါ့လေ။ ီနေ့မှာရောအဲ့ဒီတလင်းခေါင်းစဉ်တည်းရဲ့နောက်ွယ်မှာရှိရဲ့ရီမင်းနိုင်ငံရဲ့နောက်ထပ်ကဘာတစ်ခုကိုအတူတူရှားဖွေသွားကြရအောင်ကြောက်တုံးလေးပေါ်မှာထွန်းထူးခဲ့ဒီတမိုင်းထဲမှာအသက်ဝင်နေစေဖြစ်တဲ့ဇာလန်တပုတ်ကိုပေါ့ပထမဆုံးအနေနဲ့တဘာဝတရားရဲ့အန်အော်ဖွယ်တဲ့ပြည်နေနေတဲ့စုကိုထရက်ကျွန်းကိုခီးထွက်ကြည့်ကြအောင်ဒီနေရာကကဘာပေါ်မှာရှိတယ်လို့တောင်မထင်ရတော့အောင်စမ်းကြလာတဲ့နေရာတစ်ခုပါဒီကျုံးဘာကြောင့်ဒီလောက်တောင်ထူးခြားနေရတယ်အားလဲဆိုရင် ူမှာရှိတဲ့အပင်မျိုးစိတ်၃ပုံ၃ပုံကျော်ဟာကဘာပေါ်မှာဒီတနေရာထဲမှာပဲရှိလို့ပါပဲ။ဒါကြောင့်မလို့ဆူကူထရာကျွန်းကိုဇီဝဗေဒဆိုင်ရာအချိန်တောင့်တစ်ခုလိုတော့တင်စားခေါ်ဝေါ်ကြတယ်။ဆူလိုတာကတော့ရှေးခေတ်ကဘာရဲ့မျိုးစိတ်တွေကိုဒီကျွန်းကနေယနေ့ထိတိုင်ထိမ့်ထိမ့်ထားတော့ပဲဆိုတဲ့သဘောပါပဲ။အဲ့ဒီနေရာမှာအထင်ရှားဆုံးကတော့နဂါးသွဲတစ်ပင်လို့ခေါ်တဲ့ဒီအပင်ပါပဲ။သူရဲ့ထီးတစ်ချောင်းလိုပုံသဏ္ဍာန်နဲ့ညည်းနေတဲ့အစေးတွေကြောင့်ဒီနာမည်ရခဲ့တာပေါ့။ တန်တားရီအရာတော်ဒီအပင်ဟာရှေးဟောင်းတိုက်ပွဲတစ်ခုမှာတန်ရာရခဲ့တဲ့နဂါးတကောင်ရဲ့သွေးကနေပေါက်ခွာလာခဲ့တယ်လို့ဆိုကြပြီးသူ့ရဲ့အဆေးကိုတော့ဆေးဝါးရှစ်လောစိုးဆေးဖြစ်ပါ အစဉ်ဆက်အသုံးပြုခဲ့ကြပါတယ်။ဒီအပင်ရဲ့ရှင်သန်မှုပုံစံကတကယ်ကိုညံကြီးပါတယ်။ထီးလို့ဖြန့်ကျက်ထားတဲ့သူ့ရဲ့အခန်းရက်ခတ်တရားတိုက်ခတ်လာတဲ့မြူခိုးတွေထဲကရင်ငွေတွေကိုဖမ်းရပြီးအသက်ဆက်ရှင်သန်မှုအတွက်လိုအပ်တဲ့ရေအဖြစ် ပြောင်းလဲပြစ်လိုက်တာပါ။ဒီနေ့ပြောရရင် လေဟဲကနေရေကိုတက်ရိုက်တောက်ထုံးတဲ့အပင်မျိုးပေါ့ကဲတဘာဝတရားရဲ့အန်အော်ဖွဲတွေကနေရှင်းဟောင်းတမိုင်းတွေစီကိုခီးဆက်ကြအောင်မာရဘဲခန္ဓာရာထဲမှာတော့ရှင်းဟောင်းအမတ်တရားတွေဟာကြောက်တုံးတွေအဖြစ်နဲ့ပြန်လည်အသက်ဝင်နေပါတယ်ဒါကတော့လန်နော့ဖရားရဲ့ဘီမန်းတော်လို့တူကြရဲ့အာဗန်ဖရားကြောင့်ပါတချင်ကလောဘနန္တာကွန်ဗေရရဲ့အချက်အချာဖြစ်ခဲ့တဲ့ရှေဟောင်းစာပါနိုင်ငံရဲ့အသေးနှလုံးပေါ့အောက်အဖို့ကောင်းတာကဒီဖျားเจ้าဟာ2000ကျော်ကြာသဲဒီအောင်မှာပျောက်ခွေနေခဲ့ပြီးမှ လွန်ခဲ့တဲ့ရာစုနှစ်အသစ်မှာပဲတူဖို့သိရှိခဲ့တာပါတန်တားယူလာရှိပါဘူးယင်မှာလည်းဆက်ဆက်မှုရှိတယ်လို့လည်းယုံကြည်ကြပါတယ်အခုတခါမှာတော့ယီမန်နိုင်ငံရဲ့ကြံ့ကြခံနိုင်ရည်ရှိမှုကိုဖော်ပြနေတဲ့ထူးခြားတဲ့ဗီတုကလက်ရာတွေစီအာယုံဆက်ကြည့်ကြရအောင်ပါလူသားတွေရဲ့ဉာဏ်ပညာနဲ့ရှင်တန်ရည်တည်နိုင်စွမ်းကိုဒီအဆောက်အုံလေးမှာထင်ထင်ရှားရှားတွေ့မြင်နိုင်ပါပါ တဲခန်နာရဲ့မန်ဟက်တန်လိုတင်စားခေါ်ဝေါ်ချရဲ့ရှီမန်မျိုးကိုကြည်လိုက်ပါအောင်လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကတည်းကရွှင်စေးအုတ်ချတဲ့နဲ့တိဆော့ခဲ့တဲ့မိုးမျော်တိုက်တွေဟာတဲကန်တာရဲ့လွင်ပြင်ကြီးထဲမှာထီထီကြီးပေါ်ထွက်နေတာတကယ်ကိုအံ့ဩစရာပါပဲစိတ်ဝင်စားစရာကောင်းတာကတော့ရွှင်စေးနဲ့တိဆော့ထားပြီးမှရည်ရွယ်ချက်မတူညီတဲ့စအုပ်နှစ်ခုကိုနိုင်ချင်ကြည်တော့ပါပဲ ရှိပံမျိုးကရှင်တန်ရည်တည်ရဲ့ထဲတိဆောက်ခဲ့တဲ့ခန်းတက်မျိုးဖြစ်ပြီးဆေယုန်နဲ့တော်ကတော့ဘုံတန်ခိုအာနာကိုပြတတ်ဖို့တိဆောက်ခဲ့တဲ့ခန်းနာတဲ့ရဲတိုက်ကြီးတစ်ခုဖြစ်ပါတယ်။ဒါကတော့ height LJZ ဝါပါ။အေရာမှာ၆တောင်ကြီးတစ်ခုရဲ့ဘေးဆောင်မှာကပ်ပြီးတိဆောက်ထားတာဖြစ်ပြီးလူတွေဆောက်ထားတာထက်မြေကြီးတဲကနေအလွတ်လို့ပေါက်ဖွာလာတယ်လို့တောင်ထင်ရတယ်။ရုတ်တရက်ရေကြီးတာနဲ့ကျူကျော်သူတွေကိုရှောင်ရှားနိုင်ဖို့၆ဆောင်မမအမြင့်ကြီးတိဆောက်ထားတာပါ။ဒီနေရာမှာမေးကြမေးခွန်းတစ်ခုရှိလာပါတယ်။ ။လွန်ခဲ့တဲ့နေပေါင်းများစွာကဒီလိုမဆောက်တဲ့ကြောက်တော်နန်ဒီပေါ်မှာအီနီကိုဘလို့များဆောက်လုခဲ့ကြပါသလဲ။အဖြေကတော့အယ်ဟာဂျီယာရာရွာရဲ့ဘီတုခာပညာထဲမှာရှိနေပါတယ်။သူတို့ဟာအင်္ဂလိပ်မပါပဲလက်နဲ့ထွင်းထူးထားတဲ့ကြောက်တုံးတွေကိုတစ်ခုနဲ့တစ်ခုအံဝင်ခွင်ကြားပြင်အောင်စီပြီးဆောက်ခဲ့ကြတာပါ။တဘာဝကြောက်ဆင်းတွေကိုအုတ်မစ်ထစ်တုံးတယ်။ငလီတန်းခန်းနိုင်အောင်အဆောက်အုံတွေကိုတစ်ခုနဲ့တစ်ခုချစ်ဆက်ထားတယ်။ထူထဲတဲ့နယ်တန်းတွေကတဘာဝအပူဒဏ်ကားကြီးဖြစ်တယ်လို့ချင်းမြောင်းတဲ့လမ်းကြားလေးတွေကတောင်ပေါ်လီဗီတွေကိုတက်ဆောင်ပေးပါတယ်။ နောက်တစ်ပိုင်းအနေနဲ့စူတောင်းရှင်တဲ့ပညာသင်ကြားရှင်တို့ကဒီဆောင်ခဲ့တဲ့ရီးမနဲ့ငံရဲ့ဘာသာရေးနဲ့ပညာရက်ဆိုင်ရာအတန်းလုံးဖြစ်တဲ့မျိုးလေးစီကိုခီးဆက်သွားကြရအောင်ပါဒီကနေ့ကတော့တရေမျိုးမှာရှိတဲ့ဗလီအရေးရွတ်တွေပါလမ်းလျှောက်ရင်တမနက်နဲ့ပတ်နိုင်တဲ့မြို့ငယ်လေးတစ်ခုမှာဗလီပေါင်း360ကျော်ရှိနေတယ်ဆိုတာတကယ်ကိုအံ့ဩစရာပါပဲဒါကြောင့်လည်းဒီမြို့ဟာရာစုနဲ့ပေါင်များစွာကဒီကအစ္စလမ်ပညာသင်ကြားရေးရဲ့ဗဟုသုတချက်မှတစ်ခုဖြစ်ခဲ့တာပေါ့ဒါတော့ဆာနာမျိုးပါကဘာပေါ်မှာတက်တန့်အရှိဆုံးနဲ့ ယူရီအဆက်မပြတ်နေထိုင်လာခဲ့တဲ့မျိုးတွေကတခုဖြစ်ပါပဲ။သူရဲ့ထူးခြားတဲ့ဘေးသူကလက်ရာကတော့ရောင်စုံဖန်ပတင်းပေါက်တွေ၊ gypsum engadine ပန်းကနုတ်တွေနဲ့အလားစင်ထားတဲ့အထက်မြင့်အိမ်တွေပါပဲ။ဒီမှာတော့တမိုင်းကနန်းအန်ဒီပတင်းပေါက်တွေကမှအသက်ဝန်းနည်းဆဲပါ။စာနာမျိုးရဲ့အလွာလိုက်တမိုင်းကိုဒီနေရာနှစ်ခုကတက်တည်ခံနေပါတယ်။အဲတခုကတော့ခစ်အဆက်ဆက်ကြန့်ကြန့်ခံရက်တီခဲတဲ့ရှီအောင်မာဝလီကြီးရဲ့တိတ်ဆိတ်ငိမ်သက်မှုပါ။ နောက်တစ်ခုကတော့တချင်ကခါးနာကြည့်ကျဲခဲ့ပေမဲ့အခုတော့အဖြစ်အစီတွေချားတဲ့ကအမတရားအထူးအဖြစ်ဂျန်ရစ်နေတဲ့အဲကာလီဖျားကြောင်ပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ခီးစဉ်ကိုပြန်ပြီးခြုံမုံကြည့်လိုက်တဲ့အခါရီမင်နိုင်ငံဆိုတာစစ်ပွဲတွေရဲ့နောက်ွယ်မှာတန်တားရီဆန်တဲ့တဘာဝအလားတွေဟာရှေ့ထောင်အငွေရဲ့နေတဲ့လူသားတွေရဲ့ကြံ့ကြံ့ခံနိုင်ကြီးရှိမှုနဲ့ရိုင်းနှံသွားတဲ့ယုံကြည်မှုတွေနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံတစ်ခုဆိုတာမြင်တွေ့ရမှာပါဒီရင်မထဲကစကားတကူနဲ့နေကုန်းချိုရရင် တိုင်းပြည်တိုင်းဟာတိုးတိုးလေးပြောတဲ့စကားတန်တစ်ခုဆိုရင်ရီမင်းကတော့နှစ်ဆိုင်ပြီဘယ်တော့မှမဆုံးနိုင်တဲ့အချင်းကာလာရဲ့တံပြိုင်ဒေးသွန်းတစ်ခုပါပဲဒီတော့နောက်ဆုံးအနေနဲ့မေခွန်းတကူခြံထားခဲ့ချင်ပါတယ်ကျွန်တော်တို့အမြဲတမ်းကြားနေရတဲ့ဇလန်းတွေရဲ့နောက်ွယ်မှာတော့ဘလို့ကပါတယ်ဘလို့အမှန်တရားတွေပုံကွယ်နေသေးလဲ